ခုပြောပြမယ်ဒီကြောင့်ကိုမိုက်ဆွေတော်ယုံနိုင်ပါမလားဒီလူဟာဖြုံသီးတွေကိုသူကျဲတွေကိုကျွေးခဲတာကနေဒေဝလူခံရနီးပွားဖြစ်နေတယ်သူမင်းသားစုဘွားကိုတနိုင်တွဲမှာပဲရှာလုံးပတ်ဝင်ွေရှိတဲ့အောင်မြင်မှုဇက်လန့်အဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ် လူများစုအတွက်တော့ဖယုံသီးဆိုတာတာမန်ဟန်သီးဟန်ရွဲ့တခုမြတ်တာဖြစ်ပါတယ်ဒါပေမဲ့သူ့အတွက်တော့ဖယုံသီးတွေဟာသူ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တဲ့ရှိုးဝဲလက်နဲ့ဖြစ်လာခဲ့ပါတယ်အဲ့ဒီနိုင်မှာဖယုံသီးတွေအကြီးအကျယ်အထွတ်တိုးခဲ့ပါတယ်ဒါပေမဲ့ဈေးကွက်ကပြည့်ကျခဲ့ပြီးဖယုံသီးတလုံးတောင်ရောင်းလို့မရခဲ့ပါဘူးသူမင်းသားစုဟာအရာအလုံးကိုဆွန်းရှုံတော့မဲ့အရှင်နေရောက်တဲ့အခါသူဟာယူသွားတဲ့အလုပ်တခုကိုလုပ်ခဲ့ပါတယ်သူဟာရွှေပြုံသီးတွေအလုံးကိုသူ့ကျဲတွေကိုကျွေးခဲ့ပါတယ်ရဲအနေငယ်ကြာပြီးနောက်အန်အိုးဝယ်ပြည့်ရတခုဖြစ်လာခဲ့ပါတယ် အောင်အမရှိအောင်နေပြီးအယောင်မှိန်နေတဲ့ကြက်တွေဟာတောက်ပတဲ့အမွေးတောင်တွေနဲ့စွန့်အံအပြစ်ဖြစ်လာကြပါတယ်သူတို့ဟာပုံများပြီးပိုကြီးတဲ့ဥတွေဥလာကြပြီးအနှိုက်တွေကရွှေရောင်ဖြစ်လာကအရသာကျွေဝါတာကြောင့်လူတိုင်းကိုအံအားသင့်စေခဲ့ပါတယ်အင်းနီနာရှန်တွေကဒီကြက်ဥတွေကိုဘယ်လဝေယူယူမဝနိုင်ကြပါဘူးသူတို့ဟာပုံမှန်စရဲ့သုံးဆက်ကိုပေးပြီးဝေယူခဲ့ကြပါတယ် ဒါတော့ဝေလိုအားကစက်တိုက်မြင့်တက်နေခဲ့ပါတယ်မကြခင်ပါပဲသူဟာရွှေပြုံသီးရဲ့အကျိုးကျေးဇူးအကြောင်းရင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ရွှေပြုံသီးတွေဟာဗီတာမင် A ကာယိုတင်နဲ့သဘောတကြားဓာတ်တွေအမျိုးအပြားပါဝင်တာကြောင့်ကိုယ်ခံစွမ်းအားကိုမြင့်တက်ပေးတယ်အစာရှည်ဖြည့်မှုကိုအထောက်အကူပြုတယ်ပြီးတော့ကြက်တွေမှာဖြစ်လျက်ရှိတဲ့ဥလန်းကျောင်းယောဂါတွေကိုကာကွယ်ပေးတယ်ဆိုတာကိုသိရှိလာခဲ့ရပါတယ်ကြက်ရှန်ထေးကအနန်းတော်မှာပုံမွေးလာခဲ့ပါတယ်သူဟာဖယုံသီးကျွဲပြီး